MSB ပြန်မနေစိတ်ရောလူရောရမ်းမောလာအထင်မှားပြီးတော့ဒီ squid game တိုင်းဆော့လာလားလို့ထင်တာအဲနေကြကြပါလေအဲ့လိုမျိုးဆော့ဖို့အတွက်ကိုကိုဘက်ပါလာဆိုဆွဲဆောင်ပြီးတော့ပဲဆော့ကျင်တယ်ဟုတ်ကျွန်တော်တို့တော့မောဟိုက်တာအနီတာကြီးလို့မဟေမှာမဝင်လို့ဆိုရင်ဟိုဘယ်ဆော့နိုင်မလဲကီလာထဲမှာပါရင်မင်းကလေးတို့တော့များများလေဒီဆော့နိုင်တဲ့သူတွေကြီးပဲ အဲလောကပေးမများဗာမများကြည့်လိုက်ရင်အပြင်မှာကျွန်တော်တို့ထင်အောင်ဒီသူတို့ဆိုတော့ပေးလေးနည်းနည်းများရမယ်ပေါ့ဗျာဆော့မှာမဟုတ်တော့ဘူးပေါ့ဗျာပြောမှဆိုရင်အဲအထင်နည်းနည်းသေးမိရာ for show လေးလာကြရလားဟာဖြုတ်တာဖြုတ်တာဖြုတ်တာညာဘက်ချိန်ကစားညာခါလာတတာကစားမှာလားနားမှာလားဆိုတော့ကြည်နူးစရာ story လေးတစ်ပုဒ်တော့မဟုတ်ပါဘူးဟိုကားရဲ့ဟိုအမရောတကယ်တော့ရဟုတ်

ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB ကျွန်တော်လည်းငငယ်တည်းကအဲ့လိုမျိုး game တွေကိုလည်းစော့စော့ကျင်တဲ့တူတွေဆိုတော့ဟိုဒီလိုမျိုးအခွင့်အရေးရတဲ့အခါမှာဘာမှဖြစ်သွားဖြစ်ပါအဲ့ဝင်တာဖြစ်ချင်တော့လာတာပါကစားသမား၃ည၃ည2ဆိုရင်ကျွန်တော်လည်းမခင်ဟိုမြမအယိုးရအဖွဲချုပ်ခေါင်းဆောင်အောင်မှာရှိရကစားနေပဲကိုစော့ခဲ့ရတာကိုမျော်လင့်ထားတာထက်စေစားမကပြင်မန်းနေ တော်တော်များများငယ်ဝဆော့ခဲ့အရာတွေလည်းပါတယ်။တချို့အရာတွေကလည်းလွယ်ထင်တဲ့ gain တွေကိုလည်းဆော့ခဲ့ရတယ်။ဒါမှမဟုတ်လည်းမလွယ်ပါဘူး။ငင်းခုံတွေဆိုတော့အကုန်လုံးဟိုလာဆော့ရဲ့လူတွေအားလုံးကလည်းအဲတရုတ်ဆောင်တွေမိန်းသားတွေအကုန်လုံးအဆိုတော်တွေအဲ celebrity တွေပဲအကုန်လုံးခေါ်ပြီးဆော့ကြဖြစ်တဲ့အတွက်ကျွန်တော်စိတ်ထင်တော့အကုန်လုံးကနိုင်ကျင်တဲ့လူတွေရွေးဖြစ်မှာပေါ့လေ။ဒါကြောင့်မလို့အကုန်လုံးကအဲဆော့ရဲ့ခါမှာအဲငင်းကြရဲခုံကြရဲရံဖြစ်ကြရဲ အဲကျွန်တော်အဲအမောမောဟိုက်သွားတဲ့ဟာဆိုရင်အဂိမ်းတစ်ခုမှဆိုရင်လည်းဟိုတောက်လျှောက်လုံးဝမခံနိုင်တော့မခံနိုင်တော့ဘူးဆိုပြီးကိုယ်နောက်မှာကိုယ်တင်းတစ်ခုလုံးရှိရယ်ကိုယ်ရာဆက်မစော့တော့ဘူးဆိုရင်အဲတင်းတစ်ခုလုံးပြုတ်သွားမှာလေကိုယ်ကြောက်အကုန်လုံးပြုတ်သွားမယ်ဆိုရင်စိတ်နေနေရောအကုန်လုံးကဒါကြီးကိုနောက်နောက်နောက်ဖြစ်မှနောက်ရှင်းမယ်ဆိုအကုန်လုံးဆော့ခဲ့ကြရောဒါကြောင့်မို့ဒါကြောင့်မို့လို့လေဒီဟာကြီးကိုကျွန်တော်တို့ကစခရစ်နဲ့ဆော့ခဲ့ရမဟုတ်ဘူးဆိုပြီးပို့ပြီးပြောလို့ရတယ်ဟာ ဟိုအကုန်လုံးကဟိုဖြစ်သွားတဲ့လူတွေအားလုံးအမောဟိုက်ပြီးတော့တကူးဖြစ်သွားတဲ့လူတွေအားလုံးကအကောင်ကြီးပြီးတော့လုံးဝစော့နိုင်မဲ့လူတွေကြီးပဲအဲအားကစားလက်ဝါသနာပါပြောတော့ဟိုဒီကျွန်တော်ပြန်ရတာကိုကြိုက်တယ်ပဲပြောမှာမလို့အဲ့လိုအားကစားပြန်ပွဲလို့အခုနပြောတဲ့အဲဘလုံးကန်တာလို့ခု squid game ကလည်းအကိုလုံးနိုင်မယ်ထင်တာပေါ့လေဟိုလုံးနိုင်မယ်ထင်ပြီးတော့ကျွန်တော်အဲ့လိုဝင်ချွိုင်းဖြစ်သွားတာ squid game squid game လို့စော့ရလားဆိုတော့ကျွန်တော်တို့ကလေ game တစ်ခုစော့ပြီးဆိုတော့ね အောင်မြင်ဆုံးဥစ္စာလူတွေကိုပြေးမြင်ဖို့ဆိုရင်ဒီရုပ်ရှင်ဒီ series ရာဟိုကဘာကျော်ရဲ့ series တွေပြာကဘာကျော်ရဲ့ series ဆိုတော့အကုန်လုံးကတစ်ခုမြင်လိုက်တာ ਨੇ ဒါပဲလားဒါပဲလားဆိုတော့ဟိုကျွန်တော်တို့အဲစကွေ့ဂိမ်းမှာဆိုလို့တို့ရိုးရာအကစားနေဆော့သွားတာအဲကျွန်တော်တို့ကဟိုဒီခိလာဆိုရယ် game show ကညီမရိုးရာအကစားနေဆော့တာဖြစ်တဲ့အတွက်ကြီးရဲ့လူတော်တော်များများကထင်ပြီးတော့အထင်မှားပြီးတော့ဒီစကွေ့ဂိမ်းတိုင်းဆော့ရလားလို့ထင်တာအ ိုဂိမ်းတစ်ခုဆော့ပြီဆိုရင်ကအနည်းဆုံးတော့အုပ်စုခွဲရမယ်လူခွဲရမယ်တယောက်ချင်းရှင်ပြရမယ်ဒါဟိုကြောင်းပြီးတော့ဘယ်လိုဆော့ကြမလဲဘောလေမဟုတ်လားဟိုဒီပတန်တိုင်းပဲဆော့ကြရဗျာဂိမ်းတိုင်းဒီတိုင်းပဲဆော့ကြရအဲဒီစကွစ်ဂိမ်းကအောင်မြင်ခဲ့တယ်ပြောအကုန်လုံးလဲကြည့်ခဲ့ဆီရီမို့လို့ကျွန်တော်တို့ဒီခိလာကိုလည်းအဲ့လိုထင်ကြတကယ်ကြောင့်စကွစ်ဂိမ်းမဟုတ်ဘူးခိလာဂိမ်းညီမယူကအာကစားနည်းတွေပဲဟိုတကယ်အခြေခံပြီးတော့ဆော့ရတယ်ခိလာဂိမ်း ကျွန်တော်အတင်းပါဆိုရင်အဲကျွန်တော်ကျွန်တော်ကျွန်တော်အမြဲတွဲဆိုပြီးကျွန်တော်ရဲ့ပါတနာရဘယ်လိုလဲဆိုတော့အန်နီတာကြီးမဟိမာမန်းဝင်အဲပြီးတော့ FOE ရအမဟိုပြီးတော့ကိုအာဒန်ဦးအဲနောက်ကိုအာဒန်ဦးပါမယ်နောက်တစ်တယောက်ဘယ်လိုလဲအဲပြီးတော့ကျွန်တော်ပါမယ်အာပြီးတော့ဆူချဆူချတူကြီးပါမယ်ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့တင်းမိတ်တွေပေါ့လေတောက်လျှောက် ဆိုလိုတာကျွန်တော်တို့ကဟိုအများတန်းတူတူဆော့ဖြစ်သွားတာဗောလေဟိုအထူးသဖြင့်ကျွန်တော်တို့ခုနပြောအနီတာကြီးလို့မန်ဟိမှာမန်ဝင်းလို့ပါရတဲ့အတွက်ကျွန်တော်တို့ကသူတို့အတွက်ပို့ပြီးတော့ဟိုအနီတာကြီးလို့တက်ချက်တက်စေချင်တယ်ဗျာတချို့ physical game တွေမှာအနီတာကြီးလို့တခုဖြစ်သွားမှာလို့ဟိုဟိုကျွန်တော်တို့တော့အမောဟိုက်တာဗျာဒီလားအနီတာကြီးပြောသွားတယ်လေလုံးဝလွယ်တဲ့ game မဟုတ်ဘူးဆိုပြီးတော့ပြောပြောသွားတယ်ဗျာအဲ့တိုင်းပဲကျွန်တော်တို့တော့မောဟိုက်တာအနီတာကြီးလို့မန်ဟိမှာမန်ဝင်းလို့ဆိုရင်ဟို ဘယ်ဆော့နိုင်မလဲဟိုဘယ်ဆော့နိုင်မလဲအဲ့တော့ကျွန်တော်တို့ကပိုယုံမေးရယ်ဟိုပြီးတော့အဲ့လိုမျိုးပိုယုံမီပိုဆော့လေလေကျွန်တော်တို့ကတင်းမိတ်တစ်ခုနေနဲ့ပိုပြီးတော့စီးလုံးလေလေဆိုပြီးပိုခန်းစားရတယ်ဟိုပြီးတော့အသွေးကြုံကောင်းတစ်ခုနေနဲ့ကြတော့ဗျာဟိုအများနဲ့ကျွန်တော်တို့ကျွန်တော်ရခဲ့အသွေးကြုံကောင်းတစ်ခုနေနဲ့ကဘာလဲဆိုအများနဲ့ဟိုသူတယောက်တည်းတုံနေလို့မရဘူးအဖွဲထဲမှာကိုကအကုန်လုံးကိုတည်တည်ဆဆအကုန်လုံးနဲ့အဖွဲဂိမ်းနေဖြစ်တဲ့အတွက်အဖွဲလိုက်ဆော့ရဂိမ်းနေဖြစ်တဲ့အတွက် အကုန်လုံးနဲ့တူအဖေးဦးမြမြဆုံးရမယ်ဆိုရယ်စိတ်လေးဝင်လာတယ်အရာရာအားလုံးပေါ့လေဟုတ်ဟိုအလေးပြီးတော့လေးကခဏရဆိုလဲလို့တချင်းလေးနဲ့ကကလေးပြီးတချင်းတယ်လေးနဲ့ horror channel လို့နော်ဘယ်လိုလေးဖြစ်တယ်ဆိုဘယ်လိုလေးလဲပေါ့ဟာအဲ့တချင်းကအဓိကပဲကြာကျွန်တော်တို့အကောင်လုံးမူးသွင်းပေးလိုက်သလိုပဲအဲ့တချင်းနားထောင်ပြီးွားရင်အဲလုံးမယ်အဆော့ကြမယ်ဟိုဘာဘာခေါင်းနဲ့မဝင်လာတော့ဘူးညခေါင်းနဲ့ဘူးညဟိုတစ်ခုထည့်ပေးလိုက်သလိုပဲဘဒူးဘဒူးမျက်နှာပါလဲမကြည့်ကျင်တော့ဘူး ငါကိုလို့ပို့ကိုယုံဖို့ကိုနိုင်ဖို့အတွက်ပဲခေါင်းထဲဝင်လာအဲ့တချင်သားတော့ဘူးပါစိတ်သက်ခွန်အားပေးရလို့လည်းပြောလို့ရပြန်မဝင်နေဘူးဗျာစိတ်သက်ခွန်ကတခုတခုလုံးဖို့တော့စိတ်သက်ခွန်အားပေးမင်းတို့လုံတော့ဆိုပြီးပြောလိုက်တဲ့တချင်းပုံစံမျိုးကြီးအေးမနေ့ကတော့ကြည့်လိုက်တဲ့အချိန်မှာတော့မိုက်တယ်ဗျာသူတို့ကထားရဲ့ဟိုကရဲ့မျိုးဟိုအမရောတကယ်တော်ရဲဟုတ် Hey ယောက်ဖြီးကပြောင်းချိန်မရရခါဆောင်မဲပါလမ်းမနေအဆမ်းမဲအိုဖန်းရဖက်မလန်းချင်းလျှွက်မာယာဒီမြမယူကကစားနေတခုဒီပစိုးနဲ့ ဒီလိုမျိုးဟာအင်ဂျင်နဲ့တွဲပြီးဆော့ရတဲ့အချိန်မှာပထမဆုံးတော့ကျွန်တော်မလွတ်လပ်ဘူးလို့ဆိုပြီးခံစားမိတာပေါ့လေဒါပေမဲ့ကျန်စင်းစားခြင်းအချိန်မှာကျွန်တော်ကမြန်မာယူဟာအားကစားနည်းကိုဆော့ရဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာယူဟာ traditional အမျိုးသားဝတ်ဆောင်ဟာဘယ်လိုမျိုးလဲဆိုတော့ဒီ TV TV program တစ်ခုကနေပြီးအကုန်လုံးပြသပြီးတာဖြစ်တဲ့အတွက်ဟိုဒီလိုမျိုးပုံစံဝတ်စားပြီးဆော့ရတဲ့အချိန်မှာပြိုင်ပွဲဝင်တရားနဲ့နေခုံယူရဲကျေရွေးရခဏရန်ခတ်တယ်။ ကလာတတ်တာဒီလိုပုံစံမျိုးနဲ့ဆိုတာပထမအောင်ဆုံးပေါ့ဟိုပြီးတော့လူကလည်း24အောင်လောကလည်း star တွေပဲပါကြတယ်အကုန်လုံး level တီးတီးရလုံနေတဲ့တွေ့ကြအားလုံးပါကြဖြစ်တဲ့အတွက်ဟိုဒီ show မျိုးကပထမအောင်ဆုံးပါပဲကျွန်တော်ကြည့်ခဲ့ဘူးရဲ့ အခြေအနေတခုမှာပထမအောင်ဆုံးပဲတာကြီးနဲ့လည်းရင်းနေရမဟိမမဲဝင်းနဲ့လည်းရင်းနေရအဲသူတို့လည်းဟိုအများအားသူတို့စော့ကျင်တယ်ဗျာအကယ်၍စီစဉ်သူတွေပါအကျုံခဲ့လို့ရှိရင်သူတို့နဲ့ထပ်ပြီးတော့ gain တွေကို challenge ထက်လုပ်ကျင်တယ်ဘာကြောင့်လဲဆိုတော့အဲအဖွဲတစ်ခုမှာကလူငယ်တွေများလို့မရဘူးအဖွဲတစ်ခုထိန်းကိုပေးမဲ့လူကြီးတယောက်ဆိုတာလိုအပ်တယ်အဲ့တော့အဲကျွန်တော်တို့အဖွဲ့မှာဆိုရင်အဲလူငယ်လည်းများတယ်ပြီးတော့ FOE ရအမလည်းပါတယ်ပြီးတော့အစိုးရလည်းပါတယ်မင်းသားလည်းပါတယ်ပြန်စစ်စားကြည့်မယ်ဆိုရင်လေ အပြောမဟိမမဝင်းလဲပါတယ်အနီတာကြီးလဲပါတယ်ဆိုတော့ဂိမ်းမျိုးအဲဆိုတခြား challenge တွေဘာရှိအောင်လဲတော့မသိဘူးပေါ့လေဒီအဖွဲနဲ့ဒါဆိုရင်အရာရာကိုစော့နိုင်မယ်လို့ထင်တယ်ဗျာဘာလို့ရှေ့မီနောက်မီစော့နိုင်အဲ့လိုမျိုးပုံစံမျိုးဖြစ်နေရဟိုမဲလင်မဒီလို့ strong yan ဖြစ်တယ်လေအဲပြန်ဘက်နေနေပဲအမြဲသူနဲ့သူတို့အဖွဲနဲ့ကိုယ်ရေးအဖွဲနဲ့ပဲပြန်ခဲ့ရတော့ဟိုတခါလေကြောက်လဲအဲကိုယ်တင်းမိတ်ဖြစ်ကောင်းမယ်ဆိုပြီးတော့တွေးမိရဲဒါမဲ့လဲပြန်စစချင်းတော့ကိုယ်ရေးရရလူကအကောင်းဆုံးပဲ အဲအကောင်းဆုံးဥစားရင်းနဲ့ပဲကျွန်တော်ကဖြတ်တန်းခဲ့တာဆိုတော့ဟိုမထင်သားရောပဲခုအကီလာထဲမှာပါရင်မိန်းကလေးတော်တော်များများလေဒီလိုစိုးနိုင်တဲ့လူတွေကြီးပဲအဲလုံးဝပေးမများဘာမများကြည့်လိုက်ရင်တော့အပြင်မှာကျွန်တော်တို့ထင်အောင်ဒီသူတို့ဆိုတော့ပေးလေးနဲ့နဲ့များရမယ်ပေါ့ဗျာဆော့မှာမဟုတ်တော့ဘူးပေါ့ဗျာပြောမှဆိုရင်အဲအထင်နဲ့နဲ့သေးမိရာ for show လေးလာကြရလားဟာဖြုတ်တာဖြုတ်တာဖြုတ်တာကျွန်တော်ကိုယ်တိုင်လည်းစိတ်လှုပ်ရှားမိနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် TV မှာပြန်မကြည့်ရတယ်ဘူးလေဆော့ခဲ့အခြေအနေတစ်ခုမှာဆိုရင်တော့ ဟိုကျွန်တော်တော်တော်ကျိုးတော့ကြိုးစားခဲ့ရပြာတချို့အရာရာကန်နေပါညာနေတခါကျလဲကန်အရန်ကောင်းသွားတဲ့အချိန်တွေရှိတယ်ဘောကမှဟိုဗာလဲတတော်များများပြောရဲရင်ခုန်တာလို့စိတ်လှုပ်ရှားလို့ဆိုရင်အချစ်လို့ပြောရဲနေကျွန်တော်အဲ့ဂိမ်းမှာရင်ခုန်ပြီးစိတ်လှုပ်ရှားခဲ့ရပြာကျွန်တော်ဒါဒါကြောင့်ကျွန်တော်အကီလာဂိမ်းကိုကျွန်တော်ချစ်မိသွားတယ်လို့ပြောလို့ရတယ်ရသေးလားဒီကီလာဂိမ်းရှိုးက23ရက်နေ့တနင်္ဂနွေနေ့မှာည7:00နာရီမှာစပြမှာဖြစ်ပါတယ်။အဲတော့ဒီကီလာဂိမ်းရှိုးလေးကိုစောက်ပြီးတော့ကြည့်ရှုအားပေးပြီးဖိတ်ခေါ်ပါတယ်ခင်ဗျာ။ Myanmar, my us all.